မင်္ဂလာပါရှင်ဒီနေ့အသေးစိတ်ဆွေးနွေးဖို့ရွေးထားတဲ့အကြောင်းအရာကတော့လေခရိယန်ကျမ်းစာထဲကရှင်ယာကုဩဝါဒစာ အခန်းကြီး3ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီအချက်လက်တွေကိုတော့ The Wise Believers ကပြုစုထားတဲ့မဆုလေးကြီးအပေါ်မှာအခြေခံပြီးတော့ကျမတို့ဆွေးနွေးသွားကြမှာပါဟုတ်ကဲ့ပါခင်ဗျာဒီအခန်းကြီးကလေတကယ်တော့ um အယံအစုံထတဲ့အရာတခုအကြောင်းပြောနေတာပါဟွန်းလူတိုင်းပိုင်ဆိုင်ထားတဲ့ နေတိုင်းလဲတုံးနေကြတာဒါပေမဲ့ထိန်ချော့ဖို့ကတော့အင်မတန်ကိုခက်ခဲတဲ့အရာပေါ့အဲ့လောက်ပါလဲဆိုတော့နှုတ်ရှာပါပဲဟုတ်ပါတယ်နှုတ်ရှာရတန်ကူးနဲ့အန်တယ်အဲသူ့ကိုထိန်ချော့ဖို့ဘလောက်အရေးကြီးတယ်လဲဆိုတာရယ်နောက်ပြီးတော့လေတကက်ညံပညာစင်မန်ဆိုတော့ဘာလဲဆိုတော့ကိုဒီအခန်းကအဓိကဖော်ပြထားတာပါဆိုတော့ဒီအကြောင်းအရာရယ်အနစ်သာရကိုနားလဲဖို့အတူတူကြိုးစားကြည့်ကြရအောင်လားဟုတ်ကဲ့ကောင်းပါပဲဒီအခန်းပုံးကလက်တွေ့ ခရိယန်အတ္တဒါမတကယ်ကိုအရေးပါတဲ့ခန်းလို့ပြောလို့ရပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့ရဲ့နေ့စဉ်ပြောဆိုဆက်ဆံမှုတွေဟိုအတွေးခေါ်တွေနဲ့ကျွန်တော်တို့ရဲ့ဝิญဉာဉ်ရရင်ကျက်မှုကြားကတိုက်ရိုက်ဆက်နွယ်မှုအဲ့ဒါကိုထင်ရှားစေလို့ပါပဲ။ဒါကစောက်ထက်က theory တတ်တတ်မဟုတ်ဘူးလေ။နေ့စဉ်ဘဝရဲ့အတွေ့အကြုံတွေဆက်ဆံရတဲ့နဲ့တိုက်ရိုက်ပတ်သက်နေတဲ့အဲလက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေလို့ဆိုရမှာပေါ့။ကောင်းပါပြီ။ဒါဆိုရင်ဒီအကြောင်းကိုစပြီးဆွေးနွေးကြည့်အောင်နော်။ ရှင်ရကုတ်ကတခါအစမှာပဲယုံကြည်သူတွေကိုတတိပေးချက်တစ်ခုနဲ့စထားတယ်နော်။တင်တို့တွေများစွာသောသူတို့ဒီဆရာမလို့ချနဲ့တဲ့။အမ်ဘာကြောင့်များဒီလိုဖြင်းဖြင်းထန်ထန်တတိပေးထားရတာလဲ။ဆရာဖြည့်ချင်းရဲ့ဆွဲဆောင်မှုကရှိနေတာပဲလေ။အဲ့ဒီကြားထဲကဘာအန်ဒီရဲ့ကိုသူကမြင်နေလို့ပါလဲ။ဟုတ်ကဲ့။ဒါကတကယ်တော့အာနာနဲ့တာဝင်ယူမှုရဲ့ဆက်ဆက်မှုပေါ့။အဲ့ဒါကိုသူကထောက်ပြနေတာပါ။ဆရာဆိုတာကဟိုသူတပားကိုတွန်တင်လောင်းပြရသူ။ အသိပညာနဲ့နားလည်မှုကိုမျှဝေပေးရသူဆိုတော့လေသူတို့ရဲ့စကားလုံးတွေရဲ့တယောက်မှုကတာမန်လူတွေထပ်ပို့ပြီးတော့ကြီးမာတယ်။အဲသူတို့ပြောလိုက်တဲ့စကားတခုံးကလူတယောက်ရဲ့ယုံကြည်မှုအတွေ့အခေါ်ဆုံးဖြတ်ချက်တခါတလေကျရင်အသက်တာလမ်းကြောင်းတစ်ခုလုံးကိုတော့လွမ်းမိုးပြောင်းလဲသွားစေနိုင်တယ်လေ။အဲဒါကြောင့်သူတို့ရဲ့တာဝန်ယူမှုကလည်းပို့ပြီးတော့ကြီးလေတယ်လို့ဆိုတော့တာပေါ့။ဆိုတော့မာယွင်းနဲ့တွန်တဲ့မှု တောင်းဖို့မစင်မချင်းပြောလိုက်တဲ့စကားကအများတော်ပိုကြီးမားတဲ့နှုတ်လက္ခဏာဆောင်တဲ့အကျိုးဆက်တွေရှိလာနိုင်တယ်။အဲဒါကြောင့်မို့ပို့ပြီးပြည့်နှံ့တဲ့တရားစီရင်ခံရတဲ့နိုင်ခြင်းရှိတယ်လို့ရှင်အကုတ်ကတတိပြင်းနေတာပဲညာ။ဟုတ်ကဲ့တကယ်လို့စကလုံးတွေရဲ့တန်ခိုးကကြီးမားလွန်းတယ်ဆိုတာကိုပို့ရှင်းထားအောင်လို့ရှင်အကုတ်ကအញ្ញံကုတ်ထီမီရဲ့ပုံဥပမာ၃ခုကိုတုံးထားတယ်နော်။ဒီဥပမာသုံးခုမှလေသူကဘာကြောင့်ထင်းချုံနိုင်စွာဥပမာဇက်ကျိုးလို့ပဲလို့ပေါ့နဲ့ ဖြစ်စည်းနိုင်စွာမီးလိုမျိုးအဲ့ဒီလိုစန့်ကျင်ဘက်လိုဖြစ်နေတဲ့အစွမ်းတစ်ခုလုံးကိုရှင့်ပြီးသုံးပြသွားတာလေနှုတ်လျာရဲ့ဘလို့တဘောဝကို အတိကပေါ်လွင်စေခြင်းလို့ဖြစ်မယ်လို့ထင်ပါတယ်လေဟွန်းစိတ်ဝင်စားစရာမေးခွန်းပါပဲဒီဥပမာတွေကလေနှုတ်လျာရဲ့တင်းငယ်ပေမဲ့အလွန်အင်အားကြီးရဲ့တဘောတဘောဝကိုရှုထောင့်ပေါင်းစုံကနေမြင်စေခြင်းလို့ပါပထမဇာတ်ကျူးဥပမာကိုကြည့်လေ အကြီးအီးတန်မာတဲ့မင်းတကောင်လုံးကိုထိန်းချုပ်ကွက်ကဲနေတာကပါစစ်ထဲကတီတီလေးဇက်ချူလီပဲဒါကဘာကိုပြလဲဆိုတော့နုံလျာရန်နီစကလုံးလည်းမာလီမမှန်ကန်ကန်အပြုတ်တန်လိုက်လမ်းချောင်းမောင်ကိုပို့ဆောင်နိုင်တယ်ထိန်းချောင်းနိုင်တယ်ဆိုတော့အပြုတ်တပို့ဆောင်လဲစွားရှိတယ်ဆိုတာကိုပြတာပေါ့ဟုတ်ကဲ့တတိယပဲဥမာလဲအဲ့လိုပဲအေယာမတင်ဘောကြီးကိုလေပြုံမုန်တိုင်းချမှတောင်းလိုရခီးကိုပို့ဆောင်ပေးနေတာကတင်ဘောအောက်ခြေကတီတီလေးပဲလေးပဲလေး ဒါကလည်းစကလုံးတွေရဲ့လက်ညှိုးမှုပေးနိုင်တဲ့စွမ်းပကားကိုဖော်ပြတာပဲဥတီချက်ကိုဖြောင်းလဲစေနိုင်တယ်ပေါ့อืมတတိယမီးပွားဥပမာကတော့လုံးဝကိုစန့်ကျင်ပဲအစွမ်းကိုပြတာတိတ်ကဲလက်တွေမီးပွားလေးတစ်ခုကနေဧကပေါင်းများစွာခြေပင့်တဲ့တစ်တော်ဤတစ်ခုလုံးပြကြတော့အောင်လောင်ကျွမ်းစေနိုင်တယ်လေအဲ့ဒါကနို့လျာရဲ့အဖြစ်စွမ်းအားဟို ထိန်ချုပ်မိရရင်ဘယ်လောက်ကြောက်စရာကောင်းတဲ့ပျက်စီးဆုံးရှုံးမှုမျိုးဖြစ်စေနိုင်တယ်ဆိုတာကိုအထူးသတိပေးနေလားဖြစ်များဆိုတော့ကြက်ကြုံနဲ့ပဲ့ကကောင်းတဲ့ဘက်ကခိန်ချုပ်နိုင်စွမ်းကိုပြတယ်မိဘွားကကြတော့ဆိုးတဲ့ဘက်ကဖြစ်စီးနိုင်စွမ်းကိုပြတယ်ပေါ့နှုတ်လျတစ်ခုတည်းမှာဒီလိုအစိုးနှက်ခက်လုံးရှိနေတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အတီးကြပါပဲဟုတ်ပါတယ်စကားတစ်ခုကဆက်ဆံရေးတွေကိုတည်ဆောက်နိုင်တယ်လို့အမ်တက်ဆစီဖြစ်စီးလဲဖြစ်စီးနိုင်တယ်လေလူတယောက်ကိုအားတက်စေနိုင်တယ်လို့ တတလုံးတန်ရာရထွားအောင်နာကျင်စေမှုလည်းဖြစ်စေနိုင်တာပဲဆိုတော့ဒီဥပမာတွေကစကလုံးတွေရဲ့တိမ့်မွေပြင်မဲ့အလုံးအင်အားကြီးတဲ့စွမ်းအားကိုပြနေတာပါကောင်းကျိုးအတွက်ရောဆိုးကျိုးပဲပါအဆုံးမဲ့အလားလာရှိနေတယ်ဆိုတာကိုကျွန်တော်တို့ဘယ်တော့မှမမေ့သိမှုလို့ရှင်အားကိုကအလင်းနဲ့သာပတိပေးနေတာပေါ့ ဟုတ်ကဲ့ဆက်ပြီးတော့လေဒီအခန်းမှာနှုတ်ရှာရဲ့မူလတဘာဝကိုဘယ်လိုဖော်ပြချလဲဆိုတာကြည့်ရအောင်ဖော်ပြချက်ကကြော်တော်လေးပြင်းထန်တယ်နော်စိတ်ဖြတ်စရာလိုတော့ချင်နိုင်တော့တယ်နှုတ်ရှာသည်မငင်းတက်နိုင်တော့မကောင်းသောအရာဖြစ်၏။တေစီတဲ့သောအစိတ်တုံးနှင့်ပြည့်စုံ၏။အပေသူများနှုတ်ရှာကိုမယင်ပါစေနိုင်တဲ့။အဲ့ဒီမယင်ပါစေနိုင်ဘူးဆိုတဲ့စကားလုံးရဲ့ဆိုလိုရင်းကဒီကေတန်းဘာဖြစ်မလဲ။ဒါဆိုရင် အမ်မျောလင်းချက်မရှိတော့ဘူးလားအဲ့ဒါကမျောလင်းချက်မဲ့စေဘူးရည်ရွယ်တာတော့မဟုတ်တော့ပါဘူးအဲလူစူးစမ်းမှုတက်တက်နဲ့နှုတ်ရှာကို အပြည့်ဝထိန်းချုပ်ဖို့ဘလော့ခက်ခဲတယ်တခါတလေမဖြစ်နိုင်တော့ဘူးဆိုတာကို အရှိအတိုင်းဝန်ခံခိုင်းတာမျိုးလိုမြင်ပါတယ်ဟုတ်တယ်လीလူသားတွေကတော်ရိုင်းဒီဒီဆန်တွေကိုတောင်ရင်ပန်းအောင် လေ့ကျင့်ပင်နိုင်ခဲ့တာပဲ။ ဒါပေမဲ့ကိုယ်ခန္ဓာကိုယ်တဲကဒီတင်းငယ်တဲ့အစိပ်ပိုင်းကိုတော့ကိုယ်အားကိုယ်ကိုယ်နဲ့အပြည့်အဝမထိန်းချုပ်နိုင်ဘူးလို့ဆိုလိုရင်းဖြစ်မှာပါ။အဲ့ဒါကကျွန်တော်တို့ကိုဖျားသခင်ရဲ့တန်ခိုးတော်နဲ့ဂျေဇုတော်ကိုပို့ပြီးတော့မိခေါ်ဖို့လိုအကြောင်းတွေ့ဝိုက်တင်နေနေညွန်ပြနေတယ်လည်းဖြစ်နိုင်တယ်ခင်ဗျာ။ပြီးတော့လေဒီနေရာမှာပဲရှင်ရာကုတ်ကကျွန်တော်တို့ရဲ့ဝိညာဉ်ရာဘဝတွေကအဓိကဝီရိုဒီတစ်ခုကိုထောက်ပြလာတယ်။ဟုတ်လား။ဘလို့ဝီရိုဒီမျိုးကိုဆိုလိုတာပါလဲ။ ထိုးနှုတ်ရနဲ့ခမီးတော်ဘုရားသခင်ကိုကောင်းကြီးပေးကြ၏ထိုးနှုတ်ရနဲ့ပဲဘုရားသခင်ပုံသဏ္ဍာန်တော်နဲ့အညီဖန်ဆင်းတော်မူသောလူတို့ကိုချိန်ဆကြ၏တဲ့ဒါကအလွန်ကိုထောက်ပြစရာကောင်းတယ်ရှင်တော့မညီမှုဓမျိုးပြောရင်ဟန်ဆောင်မှုဓမျိုးပဲလေဟုတ်ကဲ့ကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့အဖြူအမူကြားကအကွာအချို့ကိုမိမောင်းထိုးပြနေတာပေါ့ ဟုတ်ကဲ့နော်အဲ့ဒီရှင်းနောက်မညီမှုကတကယ်စဉ်းစားစရာပဲဖះကိုချစ်တယ်လို့ပါဆက်ကပြောနေပေမဲ့လူတွေကိုမုန်းတီးတဲ့စကားလို့ပြောနေရင်အတိတ်ပဲမရှိဘူးဆိုတဲ့တဘောမျိုးဖြစ်နေတာပေါ့ဒီအချက်ကိုပိုရှင်းသွားအောင်စမ်းရည်တွဲဥမာကိုဆက်သုံးထားပြန်နေနော်စမ်းရည်ပောက်တပောက်တဲကနေရေချိုရောရေငန်ရောတပြန်တဲထွက်လို့မရအောင်ဆိုတဲ့ဥပမာလေးဒါကအပေါ်ရန်အတိတ်ပဲအပြင်ဘာကိုပို့ပြီးနက်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 ဆိုလို့ချင်တာလေရှင်ဒါကအပေါ်ရန်အပြုတ်မှုထက်အရင်မြစ်ကိုကြည့်ဖို့ပြောနေတာခင်ဗျာ ဟုတ်တယ်။စမ်းရည်တွင်းရဲ့ရေအရသာကသူ့ရဲ့အောက်ခံမြေလွာ သူ့ရဲ့အရင်မြစ်ပေါ်မူတည်လေမို့လား။အလားတူပဲကျွန်တော်တို့ပါဇက်ကထွက်တဲ့စကလုံးလေးရဲ့အရေးအသွေးကလည်းကျွန်တော်တို့ရဲ့အတွင်းစိတ်အဲကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတကယ်ရှိနေတဲ့အရာပေါ်မှာမူတည်တယ်လို့ဆိုလိုတာပါ။ဆိုတော့ကောင်းကြီးပေးခြင်းနဲ့ချိန်ဆချင်းထက်လက်စီထွက်နေတဲ့နှုံရှာက အတွင်းစိတ်နှလုံးသားထဲမှာကောင်းမွန်ခြင်းနဲ့မကောင်းခြင်းမေတ္တာနဲ့မူတည်ခြင်းတွေရောထွေးနေတယ်ဆိုတော့ကိုပြနေတာပါ။ ဒါကြောင့်ရှင်ရာကုတ်ကကျွန်တော်တို့ကိုစင့်ခေါ်နေတာကဟိုတင်တို့ရဲ့စကားတွေကတင်တို့ရဲ့အတွင်းဆင်းတဲ့ကံ့ညီမှုရှိရလားတင်တို့ရဲ့နှလုံးသားကတကယ်စင်ကြယ်နေရလားဆိုတာပါပဲ음လူတယောက်ပြောဆိုတဲ့စကားလုံးတွေကသူ့ရဲ့အတွင်းစိတ်သဘောထားယုံကြည်ချက်တံပိုးထားမှုတွေနဲ့ဝိညာဉ်ရဲ့အခြေအနေကိုဖော်ပြတဲ့မန်တချက်လို့ဖြစ်နေတာပေါ့အဲ့ဒီတော့နုဟျော်ကိုထိုင်းချို့ဖို့စ조사ရဲဆိုတာကအပေါ်ယံပြင်ဆင်မှုတသက်သက်ပေါ်တယ်လीအ အတွင်းစိတ်နှလုံးသားရဲ့ပြောင်းလဲမှုနဲ့တိုက်ရိုက်ဆက်ဆက်နေတာကောင်းပါပြီတန်ဆွန်နှုံညာရဲ့ပြဿနာကနှလုံးသားရဲ့ပြဿနာနဲ့တိုက်ရိုက်ဆက်ဆက်နေတယ်ဆိုတာရှင်းသွားပြီပေါ့နော်အဲ့ဒီနောက်မှာရှင်းရကုတ်ကဒီပြဿနာရဲ့အဖြစ်စီကိုဥတီသွားပုံရတယ်ဟုတ်ကဲ့သူကဉာဏ်ပညာနှမျိုးအကြောင်းကိုခွဲခြားပြထားတယ်ဒီနေရာမှာသူကကျမတို့ရဲ့စကားလုံးတွေနဲ့အဖြူမူတွေရဲ့အရင်ခံမောင်းနေတာဖြစ်တဲ့ဉာဏ်ပညာကိုစမ်းစစ်ဖို့ခေါ်ဆောင်သွားတာပေါ့သူတင်ပြတဲ့ဉာဏ်ပညာနှမျိုးကဘလို့ကွာခြားပါတလဲ တစ်ခုကပฏิပခတ်ဖြစ်စေပြီးနောက်တစ်ခုကညီချမ်းရဲ့တီဆော့တယ်ဆိုတာကတော့ဘလိုမျိုးပါလဲဟုတ်ပါတယ်သူကဒီဉာဏ်ပညာနှမျိုးရဲ့အရင်းအမြစ်ရောလက္ခဏာရောအကျိုးဆက်ပါလုံးဝဆန့်ကျင်ဘက်ဖြစ်နေတာကိုရှင်းရှင်းလင်းပြတာတယ်ခင်ဗျာပထမတစ်မျိုးကို तू ကမြေကြီးနဲ့ဆိုင်တော့လော်ကီစိတ်နဲ့ဆိုင်တော့နဆိုးနဲ့ဆိုင်တော့ဉာဏ်ပညာလို့ဖော်ပြထားတယ်ဒီလိုဉာဏ်ပညာမျိုးရှိတဲ့နေရာမှာခါးစွာသောဂုံပြိုင်ခြင်းရံသွေးခြင်းတွေရှိတတ်တယ်လို့ဆိုတယ် တနည်းအားဖြင့်ဒါကမနာလိုဝန်တိုဆက်အတာချီချင်းကိုတော်ပဲကြီးတဲ့စိတ်ထားတွေနဲ့မြစ်ဖျားခံလာတဲ့ဉာဏ်ပညာပြောမော့အေးဟမ်အဲ့ဒီလိုဉာဏ်ပညာရဲ့အကျိုးဆက်ကပါလဲဆိုတော့ဂုံပြိုင်ချင်းရှိရရဲ့၌မတီးမငင်ရှိခြင်းမှဆက်ရအစစကလာတုရှိရတို့ရှိကြ၏တဲ့ဆိုလိုတာကပဋိပက္ခရင်ရှုပ်ထွေးမှုတွေစိတ်ဝမ်းကွဲပြားမှုတွေဖြစ်ပေါ်စေတတ်တယ်ဆိုတဲ့သဘောပဲဟုတ်ကဲ့ဒုတိယတစ်မျိုးကတော့အထက်ရမှာတက်ရောက်သောဉာဏ်ပညာလို့ခေါ်တယ် ဖျောက်ချင်းစီကလာတဲ့ဉာဏ်ပညာပေါ့သူ့ရဲ့အရေးသွေးတွေကိုခြိလိုက်ရင် လုံးဝကွဲပြားသွားပြီဘလို့ပြောထားလဲဆိုတော့ရှေးအိုးစွာစင်ကြယ်ဤထိုနောက်ငြိမ်သက်တတ်ဤဖြင်းညင်းစွာပြုတ်တတ်သည်တဘောတူလွယ်ဤကရုဏာနဲ့၎င်းကောင်းသောအကျင့်နဲ့၎င်းပြည့်စုံဤမရေရာသောစိတ်လွတ်ဝတ်သောစိတ်နဲ့ကင်းစင်ဤလို့ဖော်ပြထားတာတွေ့ရမယ်ဟုတ်ကဲ့ ဒီအထက်ကလာတဲ့ဉာဏ်ပညာရဲ့အရေးတွေးတွေကတော်တော်လင်းပြားတယ်နော် ပြီးတော့အားလုံးကအပြုတ်သဘောဆောင်နေတာပဲစင်ကြယ်ချင်းကနေလျော်ဖတ်တော့စိတ်ကင်းစင်ခြင်းတစ်ထိဒါဒီကိုနည်းနည်းတော့ပို့ပြီးချင်းပြပေးလို့ရမလားရှင်ဥပမာလေးဖြင်းရင်းစွာပြုတ်တတ်ခြင်း gentle နဲ့သဘောတူလွယ်ခြင်း willing to yield ဆိုတာကလက်တွေ့မှာဘလို့ကွာခြားနိုင်မလဲကောင်းတယ်မိခွန်ပါခင်ဗျာဒီအရေးတွေးတွေတခုချင်းစီကတကယ့်ဉာဏ်ပညာရဲ့လက်တွေ့ကြတဲ့တွင်ပြန်လက္ခဏာတွေကိုပြနေတာပါစင်ကြယ်ချင်းဆိုတာက အတွေးစိတ်ရင်းရဲ့ရိုးသားမှုအမ်မထမားတဲ့ရည်ရွယ်ချက်တင်းရှင်းခြင်းကိုဆိုလိုတာပေါ့ဟွညင်သက်သက်ချင်း peace loving ဆိုတာကပฏิပက္ခကိုရှောင်ရှားယုံတင်မဟုတ်ဘူးတက်တက်ကြွကြွငင်းချမ်းရေးကိုတီဆော့တူဖြစ်ခြင်းကိုဆိုလိုတာဖြင်းရင်းစွာပူတက်ခြင်း considerate gentle ကတော့သူတပါအပေါ်နူးညံ့တင်မွေခြင်းကြမ်းတမ်းခတ်ထမှုမရှိခြင်းကိုပြတယ်ဟိုကိုယ့်ရဲ့မှန်ကန်မှုကိုအတင်းအကျပ်ကြီးတင်ပြတာမျိုးမဟုတ်ပဲ ိမ့်မွေစွာကင်တွေတက်ချင်းပေါ့ဟုတ်ကဲ့တဘောတူလွယ်ချင်း submissive willing to yield ကကြတော့ကိုအတ္တကိုရှေ့တန်းမတင်ပဲလိုအပ်ရင်အ short ပေးတက်ချင်းသူတစ်ပါးရဲ့ကောင်းမွန်တဲ့အကြံဉာဏ်ကိုလက်ခံတက်ချင်းအငင်းအခုမှအနိုင်ရဖို့ထက်တဟဇာတာထက်မှုကိုပိုဦးစားပေးချင်းကိုဆိုလိုတာပါ hmm ကရုဏာနဲ့ကောင်းပေါ်အကျင့်နဲ့ပြည့်စုံခြင်း full of mercy and good fruit ကတော့တည်တာပါတယ်ဒုက္ခရောက်နေသူတွေပေါ်တနာကျင်နာစိတ်ရှိုံတင်မကောက်ဘူး လက်တွေ့ကူညီချင်းကောင်းမှုပြုချင်းဆိုလဲအတည်အခွင့်နေနဲ့တတိပြချင်းပေါ့မရေရာသောစိတ်ကင်းစင်ချင်း impartial ကဖက်လိုက်မှုမရှိချင်းလူမျက်နှာမလိုက်ချင်းတရားမျှတခြင်းကိုဆိုလိုတယ်နောက်ဆုံးလျော့အဝေးတော်စိတ်ကင်းစင်ချင်း sincere က handsome မှုမရှိတာယိုတာပွက်လင်းတာအသွင်းပြင်ထထတိကြခြင်းကိုပြတယ်ဒီအရေးတွေးတွေကိုကြည်လိုက်ရင်လေး ုရားသခင်စီကလာတဲ့ဉာဏ်ပညာဆိုတာအတိဉာဏ် IQ မြင့်တာတတ်တတ်မဟုတ်ဘူးဆိုတာတွေ့ရမယ်။အဲလူတယောက်ရဲ့စာရိတာသူရဲ့နှလုံးသားသူတပါးနဲ့ဆက်ဆံတဲ့ပုံစံအခြေအနေလေးကိုဂိုင်းသွဲဖြည့်ရှင်းတဲ့နီလန်တနည်းအားဖြင့်သူဘလို့လူစားမျိုးလဲဆိုတော့ကို ဖော်ပြနေတာပါတကယ်ကိုပြည်စုံတဲ့ဖော်ပြထပ်ပင်ကိုဒီလိုဉာဏ်ပညာမျိုးကိုပိုင်ဆိုင်ကျင့်သုံးခြင်းနဲ့အစွန်ရလက်ကပါလဲဆိုတော့ကိုလေရှင်ရကုတ်ကအခန်းဆုံးမှပြောထားသေးတယ်နော် ဖြုံးမချင်းဤအတီးအနံကိုမူကငိန်သက်ချင်းကို ပြုစုတော်သူတို့သည်ငိန်သက်စွာစိုက်တက်ကြ၏တဲ့ဒီစသားကနည်းနည်းလေးနဲ့နဲ့ပုံရရရှင်ငိန်သက်ချင်းကိုပြုစုတော်သူတို့ကငိန်သက်စွာစိုက်လို့ဖြုံးမချင်းအတီးကိုရိတ်သိမ်းရတယ်ဆိုတာကလက်တွေ့ပေါ်မှာဘလို့တိတ်ပေတက်ရောက်ပါတလေ Okay ဒါကအကြောင်းနဲ့အကျိုးရဲ့ဆက်ဆက်မှုကိုပြနေတာပါပဲအပေါ်မှာဖော်ပြခဲ့တဲ့ဖျားခင်စီကလာတဲ့ဉာဏ်ပညာရဲ့အရေးအသွေးတွေလေးငင်းတက်ခြင်းနူးညံ့ခြင်း ကရုဏာစသည်ဖြစ်ပေါ့အဲ့ဒါတွေကိုကိုယ်အသက်ကြာမှာချင့်သုံးတဲ့သူဟာညင်သက်ချင်းကိုပြုစုသူဖြစ်လာတာပေါ့သူတို့ရဲ့စကလုံးလေအဖြူမှုတွေကပရိပက္ခအစာတဟဇာတဖြူမှုကိုဖန်တီးတယ်လေအဲ့ဒီလို့ညင်သက်စွာစိုက်ဖြိုးခြင်းဆိုရင် in peace ရဲ့ရလေအဖြစ်သူတို့ရိတ်သိမ်းရမယ့်အတီးကတော့ဖြောင့်မတ်ခြင်း righteousness ပဲဖြစ်တယ်လို့ဆိုလိုတာဒီနေရာက ဖြောင့်မတ်ခြင်းဆိုတာဘုရားသခင်ရှေ့မှာမံကန်တဲ့အခြေအနေရှိခြင်း ဘုရားသခင်စိတ်တော်နေတွေရဲ့အသက်တာကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေးတွေနဲ့ပြည့်စုံခြင်းအဲ့ဒါတွေကိုဆိုလိုတာပါ။အော်ဟုတ်ကဲ့။ဒီနေ့အပြင်ပြောရရင် လော့ကီဉာဏ်ပညာနောက်လိုက်ရင်ပြိပက္ခနဲ့ရှုပ်ထွေးမှုဆိုတဲ့စိုးကျိုးကိုရိတ်သိမ်းရမယ်။ဘုရားသခင်စီကလာတဲ့ဉာဏ်ပညာနဲ့အသက်ချင်းရင်တော့ညီသက်ချင်းတဟဇာရဖြစ်ချင်းနဲ့ဖြောင့်မချင်းဆိုတဲ့ကောင်းကျိုးတွေကိုရိတ်သိမ်းရမယ်လို့ဆိုလိုတာပါ။ကိုကိုကိုဉာဏ်ပညာရှိတယ်လို့ထင်နေုံနဲ့မပြီးဘူး။ အဲ့ဒီဉာဏ်ပညာကဘလို့အတိအပွင့်နေတီးပွင့်စေတယ်လဲဆိုတာကအရိကစံနှုန်းထစ်တယ်ဆိုတဲ့အချက်ပါပဲခင်ဗျာကောင်းပါပြီတကယ်ပဲနက်နဲပြီးတော့လက်တွေ့ကြတဲ့အချက်တင်မယ်နော်ဒီလိုလေဒီအချက်လက်တွေကနီးကျမတို့ရဲ့နေဆန်အသက်တာအထွတ်ဘလို့လက်တွေ့ကျင့်သုံးနိုင်မလဲဘလို့ဆင်ကျင်စရာတွေရနိုင်မလဲဆိုတာကိုပြန်ပြီးစူးစိကြည့်အောင်ပြုစုထားတဲ့မတ်စုတွေထဲမှာအဓိကဆင်ကျင်စရာ၃ချက်ကိုဖော်ပြထားတာတွေ့ရတယ်ဟုတ်ကဲ့ ပထမဆုံးဆင်ခြင်စီတာကတော့ကျွန်တော်တို့စကားပြောဆိုခြင်းကိုအမြဲတမ်းတတိပြုဖို့လိုအပ်ခြင်းပါပဲခင်ဗျာအစောပိုင်းကမိဘဥမာလိုပဲလीကိုယ်စကားလုံးတွေကအင်အားကြီးတယ်သူတစ်ပါးကိုတိဆောက်နိုင်တယ်လို့ဖြစ်စည်းလဲဖြစ်စည်းနိုင်တယ်မဟုတ်လားဒါကြောင့်စကားတစ်ခုမပြောခင်မှာอืมဒီစကားကအမန်တရားလားလိုအပ်ရလားကျင်နာမှုရောပါရလားနားထောင်သူကိုတိဆောက်မှုဖြစ်စေမှာလားဆိုတာလေးကိုမျက်စင်ချင်းတင်းတယ်ဗောအထူးဖြစ်စိတ်တုံနေချင်း စိတ်ခံစားချက်ပြင်းထန်နေချိန်တွေမှာပိုပြီးတော့တတိထားရမယ်စိတ်လိုက်မှမှပြိုးလိုက်ကမျိုးမထောင်နောင်တရစရာစကားမျိုးမထွက်အောင်ကိုယ့်ကိုထိန်ချုပ်ဖို့ကြိုးစားရမယ်လေကိုယ့်စကားကကောင်းကြီးဖြစ်စေဖို့ရည်ရွယ်တဲ့နေပေါ့ဟုတ်ကဲ့ ဒုတိယအချက်ကတော့နှလုံးသားကိုတန်ရှင်းစင်ကြယ်ရှိဖို့ကြိုးစားခြင်းနဲ့ရှည်ရကိုကနှုတ်ရကိုထိန်းချိုးရခက်ခဲခြင်းရဲ့အဓိကအကြောင်းရင်းကနှလုံးသားရဲ့အခြေအနေနဲ့ဆက်ဆက်နေရလို့ရှင်းပြခဲ့တယ်မို့လားအဲဆိုင်ရင်တွင်းဥမာလိုပဲအတွင်းထဲမှာရှိတဲ့ရကအပြင်ကိုထွက်လာတာဆိုတော့လေမနာလိုခြင်းအတ္တကြီးခြင်းမုန်းတီးခြင်းနေနဲ့ဖြစ်နေတဲ့နှလုံးသားကနေ ကောင်းမွန်တဲ့စကားလုံးတွေထွက်လာဖို့ကမမျှော်လင့်နိုင်ဘူးပေါ့နော်။ဒါကြောင့်ကျမတို့စကားလုံးတွေတန့်ရှင်းဖို့ကောင်းမွန်ဖို့ဆိုရင်ကျမတို့အတွင်းစိတ်နှလုံးသားကိုအရင်ဆုံးတန့်ရှင်းအောင်ဘုရားတခင်ရဲ့မေတ္တာခွင့်လွှတ်ခြင်းကောင်းမြတ်ခြင်းညီနဲ့ပြည့်ဝနေအောင်ကြိုးစားပြုပြင်ဖို့လိုလေလို့ဆိုလိုတာပါပဲ။ဒါကဆူတောင်းခြင်း၊ကျန်းစာဖတ်ရှုခြင်း၊ကိုယ်အမကိုဝန်ချတောင်းပန်ခြင်းစတာတွေနဲ့ဆက်ဆက်နေနိုင်တာပေါ့နော်။ဟုတ်ပါတယ်။နောက်ဆုံးတတိယချက်ကတော့ဘုရားတခင်ဉာဏ်ပညာကို တက်တက်ကြွကြွတောင်းခံခြင်းနဲ့ရှာဖွေစင်းပါပဲရှင်ရကိုကပဲအခန်းကြီးဆက်မှာပြောခဲ့တယ်လေတင်တို့တွင်တစုံတယောက်တော်သူလီဖင်ညာကိုလိုလျင်အဘဲသူကိုမြကဲ့ရဲ့ပြစ်တင်ခြင်းမရှိပဲအကျွမ်းမဲ့ပေးသနာတော်မူသောဘုရားသခင်ကိုတောင်းစေတောင်းလင်ရလိမ့်မည်ဆိုပြီးတော့လောကရဲ့တံပိုးထားမှုတွေအတ္တဘောပြည့်တဲ့လောကီဉာဏ်ပညာရဲ့သွေးဆောင်မှုနောက်ကိုမလိုက်ပဲနဲ့အထက်ကလာတဲ့ဉာဏ်ပညာအဲစင်ကြဲခြင်းငြိမ်သက်ခြင်း နူးညံ့သိမ်မွေ့ခြင်းကရုဏာတွေနဲ့ပြည့်ပါတယ်ဖျားသခင်ဆရာလာတဲ့ဉာဏ်ပညာကိုအမြဲတောင်းခံဖို့ရှာဖွေဖို့တံပိုးထားဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဉာဏ်ပညာကသာကျွန်တော်တို့ကိုစစ်မှန်တဲ့ဖြောင်းမှချင်းကိုပေးနိုင်ပြီးတော့ဖျားသခင်ဆွတော်နဲ့တွေ့တဲ့အသက်တာကိုယ့်အတွက်ရောသူတွေဘာတို့ကောင်းကျိုးခစ်စေတဲ့အသက်တာကိုပိုင်ဆိုင်စေနိုင်လို့ပါပဲ။ဒါကတခါတောင်းယူနေပြည်တာမျိုးမဟုတ်ဘဲနဲ့ နေ့စဉ်ဘဝရဲ့အခြေအနေတိုင်းမှာဒီဉာဏ်ပညာကိုလိုအပ်ကြောင်းအတိအမှတ်ပြပြီးတော့မိခိုအားထားဖို့လိုအပ်တယ်ခင်ဗျာတကယ်ပဲနော်နှလုံးသားစကလုံးနဲ့ဉာဏ်ပညာကြောင့်ခိုင်မာတဲ့ဆန်းတွေမျိုးကိုဒီအခန်းကရှင်းရှင်းလင်းလင်းဖျားထားတာပဲဒါတွေကပြီးချားစီမဟုတ်ပဲတစ်ခုနဲ့တစ်ခုအပြန်လန်လွမ်းပိုးနေတဲ့ဆိုတဲ့သဘောပေါ့နှလုံးသားတွေကအတွေးခေါ်နဲ့ခန်းစားချက်တွေကကျမတို့လက်ခံကျင့်သုံးတဲ့ဉာဏ်ပညာအမျိုးအစားကိုလွမ်းမိုးတဲ့အဲ့ဒီဉာဏ်ပညာကတက်ဆင်ကျမတို့ရဲ့စကလုံးတွေနဲ့အဖြူမှုတွေဖြူထွက်ပေါ်လာတာကိုဟုတ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့် နှုတ်ရရဲ့ပြည်သနာတွေကိုအပေါ်ယံဖြည့်ရှင်းလို့မရဘူးပေါ့ဥပမာမကောင်းတဲ့စကားမပြောမြင်အောင်စ조사ထန်းချုပ်တာကကောင်းဝင်မဲ့ယေရှုမှာတကယ်ထိရောက်ဖို့ဆိုရင်အတွင်းစစ်ရဲ့ပြောင်းလဲမှုဖျားသခင်ပေးတဲ့မန်ကန်းတွေဉာဏ်ပညာကိုတက်ကြွစွာမွေးမြူဖို့လိုအပ်တယ်လေအဲ့တော့နှုတ်ရရဲ့ပြည့်စုံတာတွေကိုအရင်မြေကနေဖြည့်ရှင်ဖို့အဓိကတော့ချက်ကဖျားသခင်စီကလာတဲ့ဉာဏ်ပညာကိုတက်တက်ကြွကြွရှာဖွေးစီးပူးရင်လက်ခံကျင့်သုံးရင်ပဲဖြစ်တယ်ဆိုတာကိုအလေးပေးပြောကြားလိုပါတယ် ဒါကတခါတည်းပြီးသွားတဲ့လုပ်ငန်းစဉ်မဟုတ်ဘူးလေနေ့စဉ်အချိန်တွေတိုင်းမှာတရိပ်ဖြူစ조사အားထုတ်ရမယ်ဝိညာဉ်တွေကလေ့ကျင့်ခန်းတစ်ခုလိုပါပဲဟုတ်ကဲ့ဒီနေ့ကျမတို့ရှင်ယာကုန်းဩဝါရစာအခန်းကြီး2ကနေအဓိကအချက်တွေကိုအသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်တကယ်ပဲကိုကိုကိုပြန်ဆန်းစစ်စီရလက်တွေ့ကျင်းသုံးစီရအတွေးတွေအများကြီးရလိုက်တယ်လို့ခင်စားရပါတယ် နှုတ်ရှာဆိုတဲ့တင်းငယ်တဲ့အစိပ်ပိုင်းလေးရဲ့ဂျီမာလာရဲ့တန်ခိုးနဲ့အန်ဒီရဲ့သူ့ကိုထင်းချုပ်ဖို့ဘလောက်ခက်ခဲပေမယ့်အရေးကြီးကြောင်းကျမရုပ်ရဲ့စကလုံးတွေကအတွင်းစိတ်နှလုံးသားရဲ့အခြေအနေကိုဘလို့ထင်ဟပြတယ်လဲဆိုတာပြီးတော့ကိုယ်အထက်ပဲကြီးတဲ့လောကီဉာဏ်ပညာနဲ့ဘုရားသခင်စီကလာတဲ့သူတစ်ပါးကိုတိဆောက်ပြီးဉာဏ်သက်ခြင်းကိုစောင့်ခြင်းပေးတဲ့ဉာဏ်ပညာအဲ့ဒါတွေရဲ့ကွာခြားချက်တွေကိုလေ့လာခဲ့ကြတာပေါ့နော်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ ဒီဆွေးနွေးမှုကနေစဉ်းစားစရာအတွေ့တခုထားခဲ့ချင်ပါတယ်ခမရရှင်ယာကုဖို့ပြခဲ့တဲ့စကားပြောဆိုမှုဟလုံးသားနဲ့ဉာဏ်ပညာကြားကနှက်ဆိုင်တဲ့ဆက်ဆက်မှုကိုပြန်တုံးတက်ကြည့်တဲ့အခါအထက်ကလာတဲ့ဉာဏ်ပညာရဲ့ရေတွေ့တွေကတခုတည်းကိုပဲရွေးကြည့်လိုက်မယ်ဥပမာကရုဏာစိတ်နဲ့ပြည့်စုံခြင်းဆိုတဲ့ရေတွေ့ကိုပဲဖြစ်ဖြစ်ပေါ့အဲ့ဒါကိုလာမဲ့ရက်တတဲ့ပအတွင်းမှာတက်တက်ကြွကြွတတိပိပိမွေးမူခြင်းတုံးကြီးကိုဆုံးဖြတ်လိုက်မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ ကရုဏာစင်ကိုရှင်းရင်တင်လိုက်တဲ့အခါကိုနဲ့တဘောရမတိုက်ဆိုင်သူကိုစကားပြောတဲ့ပုံစံပြောင်းသွားမလားသူတပားရဲ့အမားကိုမြင်တဲ့အခါတုံ့ပြန်ပုံပြောင်းသွားမလားอืมစိတ်ဝင်စားချင်ပါလေနော်ဟုတ်တယ်ကိုရဲ့စကားလုံးတွေမှာကရုဏာတရားပေါ်ပါလာတာနဲ့အမျှအဲ့ဒီအရာကကိုယ့်ရဲ့အနီးကပ်ဆုံးဆက်ဆံရေးတွေမိသားစုမိတ်ဆွေလူ့ဖို့ကိုင်ဖက်တွေပေါ်မှာပေါ့ဘလို့တက်ရောက်မှုစတဲ့ဖြစ်ပေါ်စီမလဲအဲ့ဒီနေနဲ့တဆင့် ပိုကျေပြန်းတဲ့ပုံဝန်းကျင်ပေါ်မှာတော့ဘလို့ကောင်းကျိုးတရားမှုတွေဆက်တိုက်ဖြစ်ပေါ်လာနိုင်မလဲဆိုတာကိုဆက်လက်စဉ်ကျင်သုံးသပ်ကြည့်ဖို့တိုက်ပွန်းအားပေးခြင်းပါတယ်တခုတည်းတို့ရေသွေးကိုတတိတရားနဲ့အာယုဆိုင်ဖြူစုပြိုးထောင်ခြင်းကတောင်ကျွန်တော်တို့ရဲ့စကလုံးနေနဲ့အတ္တတာမှာကြီးမားတဲ့အဖြစ်သဘောဆောင်တဲ့ပြောင်းလဲမှုကိုစတင်နိုင်ပါတယ်ခင်ဗျာ